စန္ဒနာတို့စတနာနတာကမြတ်စွာဘုရားကိုလျှောက်ကထံတို့တရတိဩကံရတ္တိဒီဝမတံတိတောအပတိတ်ထေအနာလံပေကောကံပိရေနတိတတိသာသနာတော်မှာရတ္တိဒီဝမတံတိတောနေ့မှာလည်းပဲမပြင်းမကြီးညမှာလည်းမပြင်းမကြီးနဲ့ တန်တရားရရင်ကိုကူးတယ်ဆိုတဲ့နေရာမှာဘယ်လိုကူးတာလဲဖေ။အပဒိတ်ထေနာလံပဲအပဒိတ်ထေအောက်မှာလည်းပဲထောက်လို့မရတော့အောင်အထီကိုနဲ့နေတယ်။အနာလံပဲအထက်ကလည်းပဲစွဲเสียရလည်းပဲမပါဘူး။အောက်ကလည်းပဲနဲ့တယ်အထက်ကလည်းပဲစွဲเสียရမပါပဲနဲ့ကောကံပီတဲ့နတိတတိတန်တရားဆိုတဲ့နဲ့တဲ့ရေထဲမှာမမြုပ်ဘူးဆိုတာဘယ်လိုလူလဲဖေ။ဒီကပြောချင်တာတော့ဘာပြောချင်တာလဲဆိုတော့ တော်တော်များများနေရောညာရောကြိုးတော်ကြိုးစားနေကြပါတယ်။ဒါပေမဲ့လည်းပဲတန်တရာကနဲ့လွန်းတဲ့အခါကျတော့အမိကိုလည်းမရှိတဲ့အခါကျတော့နဲ့တဲ့တန်တရာထဲမှာပဲမြုပ်သွားကြတယ်။ဒီကနေကူးနိုင်တယ်ဆိုတဲ့လူတွေကရှားပါတယ်ဗျာ။မြတ်စွာဘုရားသာနာမှာကျတော့အဲ့လိုဟိုဘလောက်နဲ့တဲ့တန်တရာရေရင်ကြီးဖြစ်ခြင်းဖြစ်ပလေစီကြိုးစားရင်ကြိုးစားတဲ့လောက်ထိရောက်ကြတယ်။ ကူးနိုင်ကြတယ်နဲ့မသွားကြဘူးဆိုတာဘာကြောင့်လဲဘသူတွေရဲကူးနိုင်ကြပါလဲလို့ရှောက်တာကုပုံကူးနီးကိုရှောက်တယ်ဆိုကြပါစို့အဲဒီကကြတော့မြတ်စွာဘုရားကတပ္ပဒာသီလအတံပံနောအမြဲတမ်းသီလရှိရမယ်နံပါတ်1ပညာဝါပညာလည်းပဲရှိရမယ်သုတမဟိတောတမာတိလည်းရှိရမယ်ဒါတော့သီလတမာတိပညာပေါ့ကွာသီလတမာတိပညာရှိရမယ်အရဒဝရိယော ကြိုးစားမှုပြင်းပြင်းထန်ထန်ကြိုးစားရမယ်ပဟိတတောစိတ်ကလည်းပဲနိဗ္ဗာန်စိတ်တစိတ်ပဲထားရမယ်အဲ့လိုပုံကိုယ်တွေကတဲ့ကူးနိုင်ခဲ့တဲ့တန်တရားဆိုတဲ့ရေအရင်ကြီးကိုကူးနိုင်ပါတယ်ဝိရတောကာမတင်ညာယရူပတင်ညာအရူပတန်ယောဇနာတိကောနန္ဒီရာကပရိကိနောဒောကံပီရေနတိတတိတန်တရားရဲ့မနစ်ဘူးမနစ်ဘူးဆိုတဲ့နေရာမှာနစ်စရာအကြောင်းတွေမရှိမှမနစ်တာတဲ့နစ်စရာအကြောင်းတွေကဘာလဲလဲဆိုတော့ကာမတင်ညာနံပါတ်၁ ။ဩရမိကဘာကိယတန်ရောစဉ်ဆိုတဲ့အောက်ကာမတနဲ့ပတ်သက်ပြီးတော့တွေ့တာစရာတန်ရောစဉ်၅မျိုးကိုလည်းပဲကင်းအောင်နေရမယ်ဒါမှမနစ်ပါ။ရူပတန်ရောစနာတိကောရူပရာကစတဲ့ဩဒါမကိယတန်ရောစဉ်အထရူပပြမအရူပပြမတွေနဲ့ပတ်သက်တဲ့တန်ရောစဉ်၅ပါးကိုလည်းပဲကြော်လွန်အောင် လုပ်ရမယ်ဒါမှမနစ်ပါ။ နန္ဒီရာဂပြိဋ္ဌိနောနန္ဒီရာဂလို့ခေါ်တဲ့တဏှာတွေလည်းပဲကုံသွားရမယ်ဒါမှမနစ်မှာဒါဆိုဥစ္စနတို့တွေဒီရောတို့တွေဒီကိုဘဝတစ်ခုမှာနစ်တယ်တန်လျာမှာနစ်တယ်ဆိုတာကတန်ရောစင်နဲ့တဏှာကြောင့်နစ်ကြတာတန်ရောစင်ရဲ့အစွဲတွေကြောင့်နစ်ကြတယ်တဏှာဆိုတဲ့လိုချင်မှုတွေကြောင့်နစ်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ကသူကပြောပြတာဖြစ်တာပေါ့နော်အဲဟိုဘက်သွားမယ်ဝါဒုတ္တသောဒါကပါပြီးသားပဲသူ့မြမာတော့သွားကြရအောင်သူ့မြမာနတ်သားကမြတ်စွာဘုရားကိုဂါထာနဲ့လျှောက်တယ် သူ့မြန်မာနန္ဒာသူ့မြန်မာနန္ဒာရဲ့အကြောင်းလေးကိုရင်ဆုံးပြောကြည့်ရမယ်ဆိုသူ့မြန်မာနန္ဒာကြီးနန္ဒာကတာဝရဏနတ်ပြည်မှာနန္ဒဝံဥယျာဉ်ကြီးတဲ့ပင်လက်ကသစ်ပင်နားမှာနတ်သမီးတစ်ထောင်နဲ့သူကပျော်ပါနေကြတယ်နတ်သမီးတစ်ထောင်မှာနတ်သမီး900ကသစ်ပင်ပေါ်တက်ပြီးတော့သချင်းလေးတွေဆိုပန်းလေးတွေချွေးချကျန်တဲ့နတ်သမီး900ကတော့အောက်ကနေပန်းလေးတွေကိုတီးကုန်ပြီးတော့ပန်းလေးတွေကိုတီးကုန်ပြီးတော့ ပြပြတို့ပြမနတ်သားကြီးကိုဝိုင်းပြီးတော့ပြုစုနေကြတယ်ပေါ့အဲဒီနေရာမှာနာမတော်သာဂရာတာတခုတော့ဖွင့်ကြီးပြလိုက်ပါသေးတယ်အပေါ်တဲ့ပင်မမတက်တယ်ဆိုတော့ဘလို့ကြီးလဲနတ်တယ်ဆိုတာကိုသူတို့လိုချင်တာဆန္ဒအတန်ချစ်တာပဲအောက်ကအောက်မှာနေရင်နဲ့ဒီတဲ့ကန်းလေးအောက်ညွတ်လာရင်ကောင်းမှာပဲဆိုစိတ်ထက်စိတ်ဆန္ဒပေါ်ရင်တဲ့ကန်းကညွတ်လာတာပဲဘာလို့တဲ့ပင်မတက်နေမလဲတဲ့ပင်မတက်စရာလိုလိုလားမဟုတ်ဘူးလေသူတို့တွေအပြော်ပါပျော်လွန်းလို့တဲ့တဲ့ပင်မကိုရောက်သွားတယ် ပျော်လွန်းလို့ကိုတစ်ပင်ပေါ်ပေါ်တက်ပြီးတော့ကကလေးလေးလိုပေါ့ဗျာနော်အောက်မှာနေစော့လို့လည်းရတာပဲဒါပေမဲ့တစ်ပင်ပေါ်ကိုတက်စော့တော့တာနော်အခုလာသူ့မြန်မာနတ်သားရဲ့နတ်သမီး900ကတစ်ပင်ပေါ်တက်ပြီးတော့ပန်းတွေကိုချွေးချတယ်တချင်းလေးတွေကိုစိုးပြီးတော့ဝိုင်းပြီးတော့ပျော်နေကြတယ်ပေါ့အောက်ကနတ်သမီး900ကတော့တပန်းလေးတွေကိုနီးမျိုးစုံနဲ့တီကုန်းပြီးတော့နတ်သားကိုနတ်သားနားမှာပျော်ပျော်ပါပါနေနေကြတယ်အဲ့ဒီအချိန်မှာအပေါ်မှာနေတဲ့နတ်သမီး900အတန်မကြရတော့ပျောက်သွားတယ် အောက်မှာကြီးကနတ်သမီး900လောက်ပဲရှိရတယ်ဟာဘာဖြစ်တာပါလဲဟိုလန့်လန့်လီကြီးလိုက်တဲ့အခါကျတော့အဲ့ဒီနတ်သမီး900ဝီစင်ငယ်ရဲ့ရောက်သွားတယ်အဝီစင်ငယ်ရဲ့ရောက်သွားတယ်ရောက်သွားတယ်ဟာဟာသူတို့တော့ကံအကုန်လုံးနတ်သမီး900တော့အဝီစင်ငယ်ရဲ့ရောက်သွားပြီငါတော့ကံဘလောက်ကြံသေးတယ်လဲဘလောက်နေရအောင်မလဲလို့လန့်ကြီးလိုက်တဲ့အခါကျတော့ခုနှစ်ရက်ပဲနေရတော့မယ်သူလည်းပဲအဝီစီသွားအဲ့ဒါကိုသိလိုက်တဲ့ကျအပြော်ပန်းနဲ့သွားတယ်ဆိုတော့ငွေစည်းရောက်တာပေါ့ကွာအဲ့ဒီသိလိုက်တဲ့ကျသူကြောက်သွားတာဟာငါလည်းပဲသိရတော့မယ် မဖြစ်တော့ဘူးဒီဒုက္ခဒီဒုက္ခကိုပြင်းပြအောင်လုပ်နိုင်တာတော့ဖရဲပဲရှိမယ်အဲ့ဖရဲစီသွားနီးတောင်းမှာပဲဆိုပြီးတော့မြတ်စွာဘုရားသွားပြီးတော့ဒီဂါထာရှောက်ပြီးတော့နီးတောင်းတာမြတ်စွာဘုရားတဲ့နှုတ်ပန်တဲ့သူကိစ္စေသူတပည့်တော်ကမဖြစ်ပေါ်သေးတဲ့အရာနဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲနေရတယ်မဖြစ်ပေါ်သေးတဲ့အရာဆိုတာသူကနောင်ခွန်ရက်ဆိုသေးရတော့မှာကိုနောင်ခွန်ရက်သေးရတော့မှာဖြစ်တဲ့အတွက်ကြောင့်မဖြစ်ပေါ်သေးတဲ့ကိစ္စဟိုကိစ္စေသူဆယ်ဆင်းရဲမှုတွေနဲ့လည်းပဲတပည့်တော်ဆင်းရဲနေတယ်ဗျာ အထောဥပတိတဲ့သူဖြစ်ပြီးတဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းပဲကိစ္စေသူစဉ်းရဲနေရတယ်ဖြစ်ပြီးတဲ့အရာဆိုတော့နတ်သမီးတစ်ထောင်မှာ900ကသေးသွားပြီသေးသွားတဲ့အခါကျနတ်သမီးတွေအပေါ်မှာဖြစ်တဲ့တန်ရောဇင်နဲ့နတ်သမီးတွေမရှိတော့တဲ့အခါကျတော့စိတ်မကောင်းဖြစ်ကြတာပေါ့ဒါကြောင့်မဖြစ်သေးတဲ့သေခြင်းတရားကိုရင်ဆိုင်ရမှာကြောင့်စိတ်ဆင်းရဲတာကတစ်မျိုးဖြစ်ပြီးသားဖြစ်တဲ့နတ်သမီးတွေသေတာကြောင့်စိတ်ဆင်းရဲတာတစ်မျိုးအဲစိတ်ဆင်းရဲတာနှစ်မျိုးကြောင့်နိစ္စံဥဒရတတမိတံစိတ်တံတပိတော့စိတ်ကလေးကအမြဲတမ်းကိုကြောက်နေတာပဲဗျာ နေဇံဥပိ္ပကမိဒံမနောတပိတော့ရဲ့စိတ်ကလေးကအမြဲတမ်းကိုလန့်နေရတာသဇေအတိနောတရတတံတပိတော့မကြောက်မဲ့နီလေရှိမယ်ဆိုရင်တံမေအခါကြီးပုံစီတော့တပိတော့ကိုပြောပြပေးစမ်းပါဦးဒီလိုလျှောက်တာအဲလိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအေးမကြောက်တဲ့နီကတော့ဒီနီမှတပါတခြားမရှိပါဘူးကွာဘာလဲဆိုတော့နေညတရဘောဇာတပတာဘောဇာဘောဇင်ခုနပပွားရမယ်ဟေတပတာဒုသင်အကျင့်ကျင့်ရမယ်ဟေ ဘုဇင်ကွန်ပါပွားဒုတန်ချင်းချင်းချင်းမှာတပါမကြောက်တဲ့စေနီမရှိဘူး။နညတရိနိယတံဝရာအိန္ဒြေတွေကိုထိမ့်သိမ့်ရမယ်။အိန္ဒြေထိမ့်သိမ့်ဆောင်စည်းခြင်းမှာတပါတရားမကြောက်တဲ့စေမရှိဘူး။နညရသဗ္ဗနေတကအာယုံလွကုံလုံးပေါ်မှာညှိတွယ်မှုဆိုတဲ့တဏှာတွေကိုကင်းအောင်နိဗ္ဗာန်ရောက်အောင်လုပ်ရမယ်ဟေ။နိဗ္ဗာန်ကိုရောက်အောင်မရောက်ခြင်းမှာတပါညာတခြားမကြောက်တဲ့စေမရှိဘူး။သောထိန်ပတ္တမိပါဏိနံအဲ့ဒီလိုအဆင့်ဆင့်ပေါ့ကွာအိန္ဒြေတွေကိုအရင်ဆုံးထိန်ရမယ် ပြီးတော့ဒုတိယအကျင့်တွေကိုဒုတိယကျင့်ရမယ်။နောက်ဘုဇဉ်ခုနှစ်ပါးပွားရမယ်။နိဗ္ဗာန်ကိုရောက်အောင်သွားရမယ်။အဲ့ဒီ၄နိမ့်မှ၄နိမ့်ကျင့်ခြင်းအပြင်တဲ့သုတ်ထိန်ပတ်တာပြီးပါဠိနာသရဝါတွေဟာစိတ်ချမ်းသာမှုအပြည့်အဝရသွားတယ်။စိတ်ချမ်းသာမှုအပြည့်အဝရတာကိုငါပြမြင်တော်မူပါတဲ့။ဒါတွေမပါဘဲနဲ့ကတော့စိတ်ချမ်းသာမှုအပြည့်အဝရတယ်ဆိုတာလောကမှာမရှိပါဘူးလို့မြတ်စွာဘုရားကမိန့်လာ။နော်ဒါနိဗ္ဗာန်ရောက်မှပဲအကြောက်တရားကကင်းမှာဆိုတဲ့အဓိပ္ပာယ်ပေါ့ကွာနော်။နောက်ကကုဒါတုတ်လေးသွားကြအောင်ဆို။ မြတ်စွာဘုရားသာကေတပြီတန်ငယ်တွေကိုဘေးမဲ့ပေးထားတဲ့အင်ဇနဝနေစိမ့်ညိုနေတဲ့တော်ကြီးစိမ့်ညိုနေတဲ့တော်ကြီးတွေမှာမြတ်စွာဘုရားတရင်သုံးစဉ်ကာကုတနတ်သားကမြတ်စွာဘုရားတန်ချင့်ကပ်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်ကာကုတနတ်သားရဲ့တပည့်အဲဘက်ဂရောင်းစတိုရီလေးကဘာလဲဆိုတော့ကာကုတနတ်သားဟာရှင်မမောက်ကလန်ရဲ့တပည့်အရှင်မမောက်ကလရဲ့တရားကိုသေသေးချာချာနာနာပြီးတော့ကျင့်လိုက်တဲ့အခါဇန်နေရသွားတယ်ဇန်နေရပြီးတော့မြမပြီကိုရောက်သွားတယ် ်ယမပြေရောက်သွားပြီးတော့တကယ်ဆိုကကုဒ္ဒနတ်သားလို့ပြောပေမဲ့ကကုဒ္ဒဗြဟ္မာကြီးလို့မှတ်လိုက်ပေါ့နော်အဲကကုဒ္ဒဗြဟ္မာကြီးကမြတ်စွာဘုရားကိုရှောက်တယ်နန္ဒတိတမနာအရှင်ယဟန်တဲ့ပြောလာတဲ့နော်နန္ဒတိနှစ်သက်တလားကြိုက်တလားပြောတလားလို့မေးတာကိန်လက်တာအောင်တော့ဟာကကုဒ္ဒနတ်သားမင်းကပြောတယ်လို့ပြောရအောင်ငါကဘာများရလို့ပြောနေရမှာလဲကိန်လက်တာဘာတွေရလို့နှစ်သက်နေရမှာလဲဘာတွေရလို့ကြိုက်နေရမှာလဲပြောနေရမှာလဲ အဲ့လိုဆိုရောင်းမြန်ပြန်မိတယ်ဒေနိုက်သမနသောသတိယဟန်အရှင်ယဟန်ဒီလိုဆိုရင်မနစ်သက်ဘူးဆိုရင်စိုးရိမ်သလားလို့မေးပြန်ရောစိုးရိမ်လားလို့မေးပြန်တော့ကကြတော့ဂိန်စီရိုက်ထာအာဟုသောဟာကကုဒနတဘာရီမြန်ဆွေးမြေ့ပြက်စီလို့ငါစိုးရိမ်ရမှာလဲဆွေးမြေ့ပြက်စီစရာဘာရှိလို့ငါမှစိုးရိမ်ရမှာလဲဒီလိုပြန်ဖြေလိုက်တာအဲ့လိုဆိုရင်ဗျာဒေနိုက်သမနအရှင်ယဟန်နေဝနာနတိ နှစ်လည်းမနှစ်သက်ဘူးနေနာစသောစတိစိုးလည်းမစိုးရင်ဘူးလားဗျာဆိုတော့အေဝမာဟုတော့ဟုတ်တယ်ငါနှစ်လည်းမနှစ်သက်ဘူးစိုးလည်းမစိုးရင်ဘူးဟောမြတ်စွာဘုရားကအာယုံပြုပြီးတော့ကြည်ကြည်လိုက်ရပါတော့မြတ်စွာဘုရားရှင်ကဖရာလို့ပြောပေမဲ့လည်းပဲတော့တဲ့မှာနေတာဖရာလို့ပြောပေမဲ့လည်းပဲဇိင်္ဂံပစ္စည်းတွေတခုမှဘာမှမရှိမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတာမန်ယဟန်နေလို့ပဲနေတာဖြစ်တဲ့အတွက်ကြောင့်တော့တဲ့မှာဘသူဘာဘာပိုင်ဆိုင်မှုမှလည်းမရှိဘူးဘယ်ဟာကိုမှမမောစရာလည်းဘာမှလည်းမရှိဘူးဒါကြောင့် အဲအရှင်ဘုရားဒီဘွားကြီးကိုဒီလိုနေရတာကြိုက်သလားဘုရားလို့မေးရင်ဟာငါကြိုက်စရာဘာကြီးလို့လို့ဒါပြေအဲ့လိုဖြေတာပေါ့အရှင်ဘုရားအရှင်ဘုရားစိုးရိမ်သလားဘုရားငါစိုးရိမ်စရာဘာပျက်စီးပျက်စီးစရာဘာပျက်စီးရှိလို့လို့ငါစိုးရိမ်ရမှာဒါဆိုရင်ကြိုက်တယ်ကြိုက်တာလည်းမရှိစိုးရိမ်လည်းမရှိဘူးလားဟုတ်တယ်ကြိုက်တာလည်းမရှိဘူးစိုးရိမ်တာလည်းမရှိဘူးလို့ဒီလိုပြန်ဖြေတာဥစဉ်တော်တွေရောတော်တွေလည်းဒီလိုဖြေနိုင်တဲ့အဆင့်ဒီရောက်နိုင်ရင်တော့စိတ်ချမ်းသာမှုရမှာပေါ့ဗျာဒီလိုဖြေနိုင်တဲ့အဆင့်ဒီမရောက်သေးဘူးဆိုရင်တော့စိတ်ချမ်းသာမှုအပြည့်ရတော့မရသေးဘူးပေါ့ညာကရဟုတ်ကာထာနဲ့ရှောက်တာ ပိစိတောအနကောဘေကုယဟံအရှင်ဘုရားဟာ အနကောစိရဲ့မရှိဘူးလားဘုရားဘလို့လဲစိရဲ့မရှိဘူးလားကိစိနာလေးနာဝေဇတိကြိုက်နှစ်သက်ချင်းကြိုက်ချင်းဆိုတာလည်းပဲမရှိဘူးလားဘုရားကိစိတံဧကမာတိနံတဘာနဲ့နေတဲ့အရှင်ဘုရားအတွေ့အရတိနာဝိကရတိမပြောတဲ့ပုံမပြောတာမပြောချင်းဟာမနှိမ့်ဆက်ဘူးလားဘုရားသုံးချက်မေးတာပေါ့နော်စင်ရဲ့ရှိလားအရှင်ဘုရားစိတ်စင်ရဲ့တာတွေရှိလား ဘောကြကြကြိုက်နေတတ်ပြီးတော့ဆွဲလန်းတာတွေရှိသလားပြီးတော့မတပါတဲ့နေရတာဖြစ်တဲ့အတွက်ကြောင့်မပျော်ဘူးဆိုတဲ့စိတ်လေးတွေတခါလေပေါ်မလာဘူးလားမေးတာမေးတဲ့အခါကျတော့အနဂောဝေဟံယက္ခကာကုဒနာတာငါကစိတ်ဆင်းဆင်းရဲမှုဆိုတာမရှိပါဘူးတဲ့အထာနန္ဒီနဝေဇတိအဲ့လိုပါပဲဆင်းရဲမှုမရှိတယ်လို့ပါပဲနှစ်သက်မှုဆိုတာလည်းပဲမရှိပါဘူးနော်ဒါအဲ့ဒီနှစ်ခုကဆက်ဆက်မှုရှိတယ်စင်ရမှုရှိရင်နဲ့တက်မှုရှိတတ်တယ် ဘာလို့လဲဆိုတော့ဒုက္ခိဒုက္ခံပတ္တိယတိဒုက္ခိဆင်းရဲပြီဆိုရင်ဒုက္ခံပတ္တိယတိချမ်းသာကိုမြှော်တယ်နော်အာကလောလောဆယ်အပူတွေခန္ဓာစခန္ဓာကိုကြီးပူးနေတယ်ညာတိဝတ္ထုပူးနေတယ်ဆိုဟာအေးဒါလေးရရင်ကောင်းပါပဲဟောညာတိဝတ္ထုတအားအေးနေပြီဆိုရင်ဟာပူတာလေးရရင်ကောင်းပါပဲဆင်းရဲရင်လည်းပဲမြှော်တာချမ်းသာကိုမြှော်တယ်နောက်ချမ်းသာတယ်ဆိုရင်လည်းပဲဆင်းရဲတတ်တယ်။ချမ်းသာတဲ့အရာဝတ္ထုဆိုတာတော့မမြဲတာတွေကြီးပဲ။မမြဲတာဖြစ်တဲ့အတွက်ကြောင့်အဲချမ်းသာတဲ့အရာဝတ္ထုလေးကိုယ်ဆိုမှတော့မီးတယ်နေတိုင်းမီးလာတယ်။ဒီနေ့မီးမလာဘူး။ ်မိလာတာကိုตาရားနေမယ်ဆိုရင်ဘာဖြစ်သွားမလဲမိမလာတဲ့အခါကျတော့စိတ်ဆင်းရဲပြီလေနော်အဲ့ဒါနန္ဒီရှိပြီဆိုရင်အကဆင်းရဲမှုဆိုတာရှိတော့တာပဲနန္ဒီตาရားမှုမရှိဘူးဆိုရင်အကဆင်းရဲမှုဆိုတာမရှိတော့ဘူးမြတ်စွာဘုရားမှာအကဆင်းရဲမဆင်းရဲမစိတ်ဆင်းရဲဆင်းရဲမှုဆိုတာလည်းပဲမရှိဘူးနန္ဒီနှစ်သက်မှုဆိုတာလည်းပဲမရှိဘူးနောက်တစ်ပါးတည်းနေပေမဲ့လည်းပဲမပျော်ဘူးဆိုတာအာရတိနာဗိကရတိမပျော်တဲ့စိတ်ကလည်းငါမှတခါမှမနှိမ့်ဆက်ပါဘူးမပျော်ဘူးဆိုတာတခါမှရှိပါဘူးတဲ့ကတန္တဝနဂောဘိက္ခု အရှင်ဘုရားဝစီရဆင်းရဲမှုမရှိဘူးဆိုတာဘယ်လိုလဲကထာနာတိနာဝေသတိနှစ်သက်မှုမရှိဘူးဆိုတာလည်းဘယ်လိုလဲကထာမဧကမတိနံအတတိနာပိကေရတိတဘာတဲ့နေပေမဲ့လည်းပဲမပြောတာမဖြစ်ဘူးဆိုတာဘာဘယ်လိုလဲဟောလာပြီအဂဇာတတမေနန္ဒီဝေနန္ဒီဒါလာပြီဗျာနော်အဂဇာတတဆင်းရဲတယ်လို့သတ်မှတ်ထားတဲ့လူဆင်းရဲတဲ့လူဟူတာလေနန္ဒီချမ်းသာကိုမျောတာ ချမ်းသာကိုမမောတာနန္ဒီဇာတတမေယကံ တခုခုကိုတွဲတာတယ်တက်တက်တယ်ဆိုတဲ့လူကသာလျင်အကံတစ်ချိန်ကြတော့မရှိတဲ့အချိန်ကြတော့စင်ရရတာအာနန္ဒီအနဂောဘေကိုငါမှနှစ်သက်မှု တွဲတာမှုဆိုတာလည်းမရှိတဲ့အတွက်ကြောင့်အနဂောစင်ရမှုဆိုတာလည်းပဲမရှိတော့တဲ့အတွက်ကြောင့်အေဝံဇာနာယိဇာအာဟုသောအဲ့ဒီလိုငါကမပြောဘူးဆိုတာမရှိတော့ဘဲနဲ့လောကမှာအေးအေးချမ်းချမ်းနေနိုင်သွားတာဒီလိုမြတ်စွာဘုရားကမိန့်လိုက်တဲ့အခါကျမှစိရတံဝတ္တမတ္တမိယမနာမရိပိုက်တဲ့ဘုဒ္ဓဟာကိလေသာတွေအကုန်လုံးကုန်တဲ့ ပရိနေကုဒံကိလေသာတွေငြိမ့်သွားတဲ့ယန္နာပုဂ္ဂိုလ်ကြီးကိုငါတို့မြင်ရင်းနေတာကြာပြီ အခုမှပဲမြင်ခွင့်ရတော့တယ်အာနန္ဒေအနကံဘိက္ခုလောဘတဏလည်းမရှိဘူးစင်စိတ်စင်ရဲမှုလည်းမရှိတဲ့ဒိဏလောကေဝိတ္တတိကတဏကိုလွန်မြောက်သွားတဲ့ယဟန်အခုမှပဲတွေ့ရတော့တယ်ဆိုပြီးတော့သူကဂါထာရွတ်လိုက်ဩတ္တရတော့ကလည်းပဲဂါဟောပြီးပါပြီးသားပဲနော်အာနာထာပေနိကတော့ကလည်းပဲပါပြီးသားပဲနောက်ဆုံးကလည်းပဲဟိုမက်ဆီမနိကေထဲမှာပါပြီးသားပဲဒါကြောင့်ဒီအကြီးကအကုန်လုံးက အတူတူပဲအနာတာဘေးလီကဝက်ပြီးတော့နော်ဒက်စတော့ပါ